ဣဇွေနဲ့ဣရန်တို့ဆစ်ဖြစ်နေကြပါတယ်အပြစ်ခရစေရေးကြောင်းပြောနေပေမဲ့အခုချိန်မှာတော့ဝင်နေဖို့ရပါတယ်အချိန်အကြာကြီးဆက်တိုက်တိုက်ပွဲတွေဝင်နိုင်ပါမလားသူတို့ရဲ့စစ်တပ်ကိုဘယ်လိုနိုင်ရှင်မလဲဘသူကပိုတမ်းပါလဲအီရန်ကိုအရင်ကြည့်ရအောင်ပထမတစ်ချက်ကတော့အီရန်ကအားကောင်းနေဖို့ရပါတယ်၎င်းရဲ့စစ်တပ်မှာစစ်သား6သိန်းရှိပါတယ်အထူးသဖြင့် Islam Islamic တော်လှန်ရေးအစောက်တ IRGC မှာအမျိုးသား9သိန်းရှိပါတယ် IRGC က အီရန်ဆိုရာကိုအကောက်အွက်ပေးသူတွေဖြစ်ပါတယ်ပုံမှန်ပုံစံအမျိုးမျိုးနဲ့၎င်းတို့ကပုံမှန်စစ်တပ်ထက်ပိုမိုအားကောင်းပါတယ်သူတို့ကအီရန်မှာအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချတဲ့သူတွေပါဒါကြောင့်ပေါင်းစပ်လိုက်တဲ့အခါမှာအီရန်မှာယူနီဖောင်းဝတ်အမျိုးသား၈သိန်းရှိပါတယ်ဟုတ်ပါတယ်ဒါကအီရန်ဖြစ်လို့စစ်တပ်ထက်မှာအမျိုးသမီးတွေမရှိပါဘူးအီရန်မှာစစ်သားအရေးအတွက်အများကြီးရှိတယ်ဒါပေမဲ့သူတို့ရဲ့လက်နက်ကော တိတ်မကောင်းပါဘူးအထူးသဖြင့်ကောင်းကင်ယမန်အစ္စရေးရဲ့လေကြောင်းတိုက်ခတ်မှုတွေကရင်းကိုပြတ်တခဲ့ပြီးဖြစ်ပါတယ်အစ္စရေးကအီရန်ရဲ့လေကြောင်းယံကာကွယ်စနစ်တွေကိုမျက်မျက်ကွယ်ပြုပြီးတော့၎င်းတို့ရဲ့ထိတ်တန့်ဗိုလ်ချုပ်အချို့ကိုတပ်ဖြတ်ခဲ့ပါတယ်အီရန်နိုင်ငံရဲ့မြို့တော်တီဟီယန်ဘေးနဲ့နှမျောစရာဖြစ်နေပါပြီအီရန်ကအစ္စရေးကိုလေကြောင်းတိုက်ခတ်မှုတွေပြုလုပ်နိုင်မလားတကယ်တော့မလုပ်နိုင်ပါဘူးအီရန်မှာလေရင်ပေါင်း 350ခန်းရှိပါတယ်အများစုကတော့1989ခုနှစ် Islamic Dollar Yen Time ကဝယ်ခဲ့တဲ့ American လေးတွေဖြစ်ပါတယ်သူအချိန်ကအမေရိကန်နဲ့ Iran တို့ကချစ်ချည်ရင်းနှီးနေဆဲဖြစ်တယ်သူအချိန်က Iran က American လက်နက်တွေနဲ့တိုက်လေရင်တွေရရှိခဲ့ပါတယ်အခုဆိုအဲ့ဒီလေရင်တွေကနှစ်40ကျော်နေပြီဖြစ်တယ်ဒါပေမဲ့ Iran မှာအခြားစွန့်ရည်တွေရှိပါတယ်ဒုံးပြန့်များနဲ့ drone များစွာကိုတိစောက်နိုင်ပါတယ်ဒီစစ်ပွဲစတင်ကြတဲ့ကအီရန်ဟာဒုံးကျည်တွေကိုလွတ်လပ်စွာပြစ်လုခဲ့ပါတယ် အများစုကိုဂျာဖြတ်တားဆီးခဲ့တော့လဲအချို့က၎င်းတို့ရဲ့ပြစ်မှတ်တွေကိုထိမှန်ခဲ့တယ်။ဆိုးဆိုးဝါးဝါဖျက်ဆီးစေခဲ့ပါတယ်။အီရမပက်ထိန်ဒုံးကြီး3000ကျော်ရှိပါတယ်။ဤဒုံးကြီးများအားလုံးတယ်ရီဖစ်ကိုရောက်ရှိနိုင်ကြောင်းအမေရိကန်ဗိုလ်ချုပ်ကြီးတဦးက2022ခုနှစ်မှာလွတ်တော်အမှတ်တွေကိုပြောကြားခဲ့ပါတယ်။အီရန်က၎င်းရဲ့ဒရုန်းများအပြင်အထူးသဖြင့်ဆာဟက်ဒရုန်းများကြောင့်လည်းလူသေများပါတယ်။ဒါကဆူဆိုက်ဒရုန်းဖြစ်ပါတယ်။ပြစ်မှတ်ကိုပြစ်ချပြီးတော့ပောက်ကွဲစေဖို့အတွက်ပြုလုပ်ထားတာပါ။ အီရန်ကဒီ drone တွေကိုရုရှားကိုအများကြီးပေးခဲ့ပါတယ်ယူကရိန်းကိုဆက်ကျင်တဲ့စစ်ပွဲမှာသူတို့နိုင်ခဲ့ပါတယ်ယခုအခါမှာအီရန်ကအစ္စရေးကိုတိုက်ခိုက်ဖို့အတွက်ဒီ drone တွေကိုအသုံးပြုနေပါတယ်ဒါကြောင့်အစ္စရေးကိုတိုက်ခိုက်ဒိုင်ရိုက်တိုက်ခိုက်ဖို့အတွက်အီရန်ရဲ့အဓိကလက်နက်တွေကတော့၎င်းရဲ့စစ်သားတွေသူတို့ရဲ့ဒုံးကျည်တွေနဲ့ drone တွေပဲဖြစ်ပါတယ်ဒါပေမဲ့အီရန်ရဲ့အကြီးမားဆုံးလက်နက်ကတော့၎င်းရဲ့မဟာမိတ် Conrad Proxy လို့ခေါ်ပါတယ်သူတို့က လဘနိုမှာရှိတဲ့ဟစ်ဘိုလာ၊ယမန်မှာရှိတဲ့ဟူတီတွေ၊ဂါဇာမှာရှိတဲ့ဟာမတ်တွေဖြစ်ပါတယ်။အီရန်ကအစိုးရအဖွဲ့တွေကိုဆက်စုနှစ်များစွာထောက်ပံ့ပေးခဲ့ပါတယ်။အီရန်ကဒေသတွင်းခံမာတဲ့ကာကွယ်ရေးနဲ့တိုက်ခိုက်ရေးဆွမ်းအားကိုပေးခဲ့ပါတယ်။အခုတော့အီကွန်ရက်ကအားနည်းလာပါပြီ။ဘာကြောင့်လဲဆိုတော့အစ္စရေးကအီရန်ရဲ့မဟာမိတ်တွေကိုအဆက်မပြတ်တိုက်ခိုက်နေခြင်းကြောင့်ဖြစ်ပါတယ်။ဂါဇာ၊လဘနိုနဲ့ယမန်မှာအစ္စရေးကတိုက်ခိုက်မှုတွေလုပ်နေပါတယ်။ သူတို့ကဟာမတ်စ်နဲ့ဟစ်ဘူလာခေါင်းဆောင်တွေကိုတပ်ဖြတ်ခဲ့ပြီးဖြစ်တယ်သူတို့လည်းဟူဒီတပုန်တွေကိုတိုက်နေဆဲဖြစ်ပါတယ်အဲဒါကြောင့်အီရန်က၎င်းရဲ့မဟာမိတ်မြောက်နဲ့နဲ့မှုများစွာကိုဆုံးဆုံးခဲ့ရပါပြီသူတို့ရဲ့ခံစစ်တွေကအခုခါမှကြီးမားတဲ့ကောင်းအခြေရှိပါတယ်အီရန်ရဲ့ဆိုရလွန်ခဲ့တဲ့85နှစ်မှာ၎င်းတို့ရဲ့အတွေ့အကြုံတွေကိုအခြေခံပြီးတော့စစ်ရေးနဲ့စီရင်မှုတဲ့အချက်များစွာကိုထပ်တွင်စဉ်းစားပြီးတဲ့နောက်မှာအစ်ဇွေဟာရေးစီလျားတဲ့စစ်ပွဲကိုမရှင်းတန်နိုင်ပေ စစ်ပွဲတွေဆက်ဖြစ်နေရင်အစ္စရေးတွေရှုံးလိမ့်မယ်လို့သူတို့ကပြောပါတယ်အခုအစ္စရေးကိုကြည့်အောင်အရေးအတွက်အဖြစ်သိနေရပေမဲ့စစ်တပ်ကပုံမှန်အစစ်မြစ်ပါတယ်အစ္စရေးမှာတက်ကြွတဲ့စစ်သား3,900ခန့်နဲ့အရန်တတ်တာ4,000ရှိပါတယ်ဒါကြောင့်အီရန်မှာစစ်သားတွေပုံများနေပေမဲ့အစ္စရေးရဲ့တပ်ဖွဲ့ဝင်တွေကအတွေ့အကြုံပိုရှိပါတယ်သူတို့ကစစ်ပွဲများစွာကိုဆင်နွှဲခဲ့ကြပြီးတော့ပြင်းထန်တဲ့တိုက်ပွဲအတွက်လင့်ကျင်းတင်ကြမှုတွေပြုလုပ်ခဲ့ကြပါတယ် ်အစ္စရေးရဲ့အဓိကအားသာချက်ကတော့၎င်းရဲ့အစစ်မြစ်စစ်ရေးဤပညာဖြစ်ပါတယ်ဒေတာတွင်းမှာခင်အမီဆုံးစစ်တပ်များတကတခုဖြစ်ပါတယ်လက်နဲ့အများစုကအမေရိကန်နဲ့ဥရောပတို့ကရရှိပါတယ်အစ္စရေးက၎င်းရဲ့ကိုယ်ပိုင်လက်နက်တွေလည်းဖြစ်တဲ့ဒုံးကျည်များ drone တွေတင့်ကားတွေရင်ငုတ်တင်မောတွေနဲ့အခြားသောကာကွယ်ရေးစနစ်တွေကိုထုတ်လုပ်ပါတယ်ရှေ့လျတဲ့စစ်ပွဲတွေကိုတိုင်လံဖို့အတွက်အစ္စရေးကအကူအညီရရှိပါတယ်။လေထုထဲမှာအစ္စရေးကပို့ပြီးတော့အားကောင်းပါတယ်။လေရင်နဲ့ရဟရင်600ရှိတယ်။ အမေရိကန် F35 ဂျက်လင်တွေပါဝင်တယ်ဂျက်လင်တွေကတော့ကမ္ဘာမှာအတိုးတက်ဆုံးအမျိုးအစားတွေတက်ပါဝင်ပါတယ်ပြင်မများကိုတိကျစွာတိုက်ခတ်နိုင်တဲ့လေယာဉ်တွေဖြစ်ပါတယ်မြေပြင်မှာအစ္စရေးကခင်မီတင်ကာတွေနဲ့တန်ကြပ်ကာယာဉ်များရှိပါတယ်မြေပြင်ပင်လယ်ပြင်မှာဒုံးကျည်တင်မော့တွေနဲ့ရေငုပ်တင်မော့များရှိပါတယ်ဆိုလိုတာကအစ္စရေးကတစ်ချိန်တည်းမှာမျက်နှာစာများစွာကိုတိုက်ခတ်နိုင်ပါတယ်ပြီးတော့ Iron Dome ရှိတယ်ဒီတိုက်ပွဲမတိုင်ခင်က Iron Dome ကဒန်နာရီစန်စန်း နာမည်ကောင်းရှိခဲ့ပါတယ်ကမ္ဘာအကောင်းဆုံးလေကြောင်းရန်ကာကွယ်စနစ်တွေကတခုအဖြစ်စုမြင်ခံခဲ့ရပါတယ်ဒါပေမဲ့ဒဇင်ပါကုမ္ပဏီအီရန်ရဲ့ဒုံးကျည်တွေကအစ္စရေးလေကြောင်းရန်ကိုကာကွယ်နိုင်ခဲ့ပါတယ်ဒီလိုစင်ခုံမှုတွေနဲ့တောင်အစ္စရေးဟာခိုင်မာတဲ့ရတီချက်ရှိနေသေးပါအဓိကကတော့အမေရိကန်ရဲ့အထောက်ပံ့ကြောင့်ပါအမေရိကန်ကအစ္စရေးအတွက်ဘန်တစ်ခုကဲတော့လှုပ်ဆောင်ပါတယ်ငွေနဲ့စစ်ပက်ဆိုင်ရာအထောက်ပံ့တွေပေးပါတယ်တကယ်တော့ US ကစစ်ပစ္စည်းတွေပို့နေပြီးပါပြီ၎င်းတို့ကဆိုပါဒေတာကို လေရင်တင်တင်ပေါ် USS Nimitz ကိုဇီလွတ်ထားပြီးဖြစ်တဲ့လေရင်အမှုတန်း9000နဲ့လေရင်အစီ60ကျော်ရှိပါတယ်အမေရိကန်ကဒေတာတွင်းမှာစစ်အခြေစိုက်စခန်း16ခုရှိပါတယ်အနီးနားမှာစစ်တင်ပေါ်များစွာလည်းရှိပါတယ် USS Carvison ကအာရေဗျာပြည်နယ်မှာရှိတဲ့အဲ့ဒါလေရင်တင်တင်ပေါ်ဖြစ်တဲ့ USS Princeton ကပက်ထိန်ဒုံးကျည်ခူစာဖြစ်တဲ့ USS Millia USS Starrett နဲ့ USS Wade အီးမေးရဖြတ်သင်းမော၃စီးလည်းရှိပါတယ်အခုဆိုရင်အမေရိကန်ကတောက်ဖွဲ့ဝင်တွေထပ်ပြီးတော့ပို့နေပါတယ်ဒါဟာစစ်ပွဲမှာအစ္စရေးကိုထောက်ခံနေတယ်ဆိုတာထင်ရှားပါတယ်အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်စီတူစီတူကအီရန်ခေါင်းဆောင်အားဒုံးကျည်ပြစ်ခတ်မှုရပ်တန့်မှုတွေတတိပေးခဲ့ပါတယ်အစ္စရေးနိုင်ငံသားတွေကိုအနောက်ဆက်မပေးဖို့ပြောပါတယ်ရခင်ကအစ္စရေးကိုတိုက်ခတ်ခဲ့တဲ့အနီးနောက်မှာရှိတဲ့နိုင်ငံတစ်ခုရဲ့အာနာရှင်တို့ဘလို့ဖြစ်ဖြစ်ခဲ့တဲ့ဆိုတဲ့အကြောင်းအပတ်သက်ပြီးအီရန်ကိုတတိပေးခဲ့ပါတယ်အစ္စရေးကအီရန်အစိုးရနဲ့ တီဟီယံမှာရှိတဲ့စစ်ရေးပြင်းမတွေကိုဆက်လက်တိုက်ခိုက်သွားမယ်ဆိုရင်၎င်းကပြောကြားခဲ့ပါတယ်ဝါဒဖြန့်ချင်းနဲ့အမှန်တရားတွေပြန့်နှံ့နေတယ်ဆိုတော့ပြောဆိုတဲ့အီရန်မီဒီယာစင်တာလက်ပတ်ဝန်းပါတယ်အဲ့ဒီတော့အခုကစစ်ပွဲပေါ်တစ်ဖက်မှာအီရန်က၎င်းရဲ့စစ်သားတွေဒုံးကျည်တွေဒုံးတွေမဟာမိတ်ကွန်ရက်တွေရှိတယ်တခြားတစ်ဖက်အီဇရေးနိုင်ငံကတော့၎င်းရဲ့အစင်မြေလက်နဲ့တွေနှီးပညာတွေနဲ့ကမ္ဘာအကြီးဆုံးစစ်ရေးစီးပွားရေးပံ့ပိုးပေးနေတဲ့နိုင်ငံရှိတယ်ဒီတစ်ချိန်မှာ နှစ်ဖက်စလုံးကလက်ဆော့ဖို့အဆင်သင့်မဖြစ်သေးပါဘူး